ယူနိုက်တက်ကသူ့ကိုမလိုအပ်တော့မှသာအတင်းကနေထွက်ခွာသွားမယ်အိုနာနာမန်ချက်စတာယူနိုက်တက်တင်းရဲ့ကိုသမအန်ဒရီအိုနာနာဟာလက်တလောမှာသူနဲ့ပတ်သက်ပြီးအပြောင်းရွှေ့ကောလာဟာလာတွေထွက်ပေါ်နေပြီးမဲ့သူကိုယ်တိုင်ကယူနိုက်တက်မှာသာဆက်နေကြသလိုအတင်းကသူ့ကိုမလိုအပ်တော့မှသာအတင်းကနေထွက်ခွာသွားမှာဖြစ်တယ်လို့ ESPN သတင်းကနေဖော်ပြလာခဲ့ပါတယ်အသက်28နှစ်အရွယ်ကင်မရွန်လက်ရွေးချင်ကိုသမအိုနာနာဟာ2023ခုနှစ်ကမှအင်တာမီလန်ကနေယူနိုက်တက်တင်းစီပြောင်းရွှေ့လာခဲ့ပြီးသူရဲ့ United ကစားသမားပေါ်အပွဲဥထွက်ရာသီမှာပဲသူရဲ့မားယွင်းတွေသူရဲ့ပေါ်ဆမှုတွေကြောင့်အတင်းကဂိုးတွေပြီးခဲ့ရပြီးအိုနာနာရဲ့ဝေဖန်ပြစ်တင်မှုတွေပါခံခဲ့ရပါတယ် ီရီမာလေးအိုနာနာကလက်စွမ်းပိုင်းတိုးတက်မှုရှိလာသည့်တိုင်အမောက်တွေလည်းဆက်ရှိနေသေးဖြစ်လို့ United ဘက်ကအိုနာနာကို2025နွေမှာပဲ Story Club တွေစီရောင်းချသွားဖို့စီစဉ်နေတယ်ဆိုပြီးသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပြင် United ကအိုနာနာနေရာအတွက်ဘယ်ဂျန်ကိုသမလန်မန်လိုင်းနီကိုသမရှိပါလီယာတို့ကိုပြင်မှတ်ထားလာခဲ့ပါတယ်။အိုနာနာကိုရောင်းထုတ်ဖို့စီစဉ်နေ United ဟာအိုနာနာရဲ့အရန်ကိုသမတွေဖြစ်တဲ့ဘိုင်ယန်နာနဲ့ဒီဟန်တို့ကလည်းလာမယ့်ဘောလုံးရာသီအတွင်းမှာပဲဘိုင်ယန်နာကပွဲကစားခွင့်တွေများစွာရရှိဖို့အတွက်အတင်းကနေထွက်ခွာနိုင်တယ်လို့ဒီဟန်နဲ့ဘောလုံးသမားပွားကနေအားယူဝယ်ရှိနေပါတယ်။ ဒါကြောင့်အိုနာနာကိုမရောထုတ်ဖြစ်ရင်တောင်မှယူနိုက်တက်အနေနဲ့အနည်းဆုံးကိုယ်စားမတူးခန်းလောက်လည်းဖြည့်တင်းသွားဖို့ရှိနေပါတယ်။အိုနာနာကလည်းသူ့အနာဂတ်နဲ့ပတ်သက်ပြီးကောလာဟာလာတွေထွက်ပေါ်နေပြီးမဲ့အတိမကကနေသူ့ကိုအလိုမရှိတော့ဘူးလို့အတိပေးလာမှသာအတင်းပြောင်းရှိဖို့အတွက်စဉ်းစားလိမ့်မယ်လို့ ESPN သတင်းမှာဖော်ပြထားပါတယ်။အိုနာနာဟာယူနိုက်တက်နဲ့2028ခုနှစ်ဒီစားချုပ်တက်တန်ကျန်းရှိနေသူဖြစ်ပြီးဒီရီပရီးမီးယားလိရှေ့ပွဲအထိကလင်းရှိရယူထားနိုင်ခဲ့သလိုယူနိုက်တက်ကစားသောပွဲတစ်လျှောက်ပရီးမီးယားလိပွဲစဉ်မှာ19ပွဲအထိကလင်းရှိတွေစမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ করে আমার বোঝা যাবে